ကလေးရပညာတင်ကြဖို့အတွက်တင်းထောက်ကြီးရင်းနှီးလို့တိုင်းစီတီတွေက၆ထက်အဆောက်အဦတစ်ခုငားရမ်းပြီးကိုပိုင်ကျောင်းတစ်ခုဖွင့်ခဲ့ပေမဲ့ညီအမမြင်အပ်ပုဂ္ဂိုလ်ရဲ့ကြီးစင်မှုကြောင့်ငားရမ်းကအဆုံးခံပြီးပြောင်းလာခဲ့ရတဲ့အကြောင်းကိုကျောင်းတီထောင်သူတယောက်က၂၀၂၅အောက်တိုဘာလ၁၆ရက်နေ့မှာဆိုရှယ်မီဒီယာပေါ်မှာဝေမျှလာခဲ့ပါတယ်။သူတင်ထားခဲ့တဲ့ post ကဒီလိုပါ ။တဲ့င်းတွေကိုမတူကွဲပြားတဲ့ရှူထောင်းတွေကနေရှုမြင်ခန်းစားခြင်းနဲ့မုခင်ဖြစ်ရမှန်တွေရဲ့မြောက်ွက်တွေ၊ယူဝက်ချက်တွေကိုတိရှိခန်းစားခြင်းနဲ့ဆိုရင် Barmis Media Watch ကို Subscribe လုပ်ထားပြီးတစ်လွင်ဆက်တဲ့တဲ့င်းမျိုးစားတဲ့တွေကိုရယူခန်းစားနိုင်ပါတယ်။ယောနီတော်မနာတီကာရာနဲ့နောက်ထပ်တစ်ပုတ်ပါ။ကျောင်းဖော်နာများစီးပွားရေးလုပ်ငန်းရှင်များအဆောက်အဦငားမယ်ဆိုရင်မြေအမမြေအကိစ္စတွေတိကျစီစစ်တတိထရွေးချက်ကြပါကျမတို့တင်းထောက်ကြည့်အကုန်ခံပြီးမ အဆုံးရှုံးခံရတယ်လို့မဖြစ်ပါစေနဲ့ကိုကခိပညာတတ်မှုအယုံကြည်မရှိဘူးလို့ချကာမှမယုံလို့မရတဲ့အခြေအနေမျိုးကြုံလာရင်ကိုပဲဆုံရှုံရမှာမို့ပါယုံနာမယုံနာကတပိုင်းအဆဆရဲ့ရာတတိထာရကဘာမှအကျိုးမရုပ်စေပါဘူးကျမလည်းဒါရီယုံနာမယုံနာထက်ကိုကို့ကို distress မလုပ်နိုင်ဘူးကိုရဲ့စိတ်ဆွာအားသူတို့ပေါ်မှာထားရှိတဲ့မေတ္တာတွေ လူတွေပေါ်မလိန်ညာမယုံမှခဲ့ဘူးလားရီကိုကိုချင်းတီလာတွေကိုအယုံလွန်ခဲ့ပြီးခေါင်းမမနဲ့တိန်ထောင်ချီလှုပ်ချခဲ့မိတဲ့အမားတွေလှုပ်ခဲ့ဘူးလို့ကြောင်းဆောက်ရှာနေတဲ့ founder တွေကိုအချိန်အင်အားငွေကြေးမဆုံးရှုံးစေခြင်းလို့တတိပေးယုံပါပဲဆိုပြီးတင်ထားခဲ့တာပါစိတ်ဝင်စားတဲ့သူတွေကလိုက်ပြီးမေးမြန်းကြည့်ကြတဲ့အခါမှာတော့ကျမအနေနဲ့ဒီလိုပြရတော့ကာကိစ္စတွေကိုအာယုံမရှိခဲ့မိတာပါအဲ့ဒီ show house နေရာအတန်းကြီးမှာကပြညာရေးပိုင်းတည်တဲ့ဘောမျိုးဖွင့်နေကြတော့ တမန်လို့ပဲထင်နေခဲ့တာပြည်ဝလောကသားတွေနဲ့ပုတ်တိုင်မှုကြုံရတဲ့အခါမှာတိုင်းစီးကြီးဆောက်တုံးကတည်င်းတွေကိုပြန်ပြီးလန်လောရှာခဲ့မိတယ်ဒီတော့မှအရင်ကြံတော့တင်းကြီးအဟောင်းကြီးကိုဆောက်ထားကြောင်းအချောင်းနဲ့ကြံလွန်ကြောင်းတိခဲ့ရတာပါဒါတော့မှကုံထားရတွေကိုနှမျောလို့မပြောင်းကျင်သေးဘူးလို့စဉ်းစားခဲ့မိပါသေးတယ်ဒါပေမဲ့လည်းအဖက်ဖက်ကစဉ်းစားတုံ့တက်ခဲ့ပြီးတဲ့နောက်မှာမဖြစ်စေဘူးလို့အဖြစ်ထွက်ပြီးပြောင်းခဲ့ရတာ Austin Tharu ရဲ့ဝေမျှချက်အရဆိုရင် ပြဟလောကဓာတ်ဒီဟာသူဖွင့်ထားတဲ့ကြောင်းမှာဝန်တန်းတွေဆရာဆရာမတွေရဲ့ရုပ်ရည်တံတန်အတိုင်းတူပပြီးခွင့်ယူထားတဲ့ဝန်တန်းမလာတဲ့နေဆိုရင်အဲ့ဒီဝန်တန်းပုံစံဟန်ဆောင်ပြီးပုံမှန်တော်လာလှုပ်ရှားနေတာမျိုးကလေးရင်နဲ့လဲဆရာမဟန်ဆောင်ပြီးအတူလိုက်ဆုံးနေတာမျိုးတွေခဏခဏတွေ့ရလွန်တာပါလူတွေရောအနောက်ရှက်မပေးပါဘူးဝန်တန်းတွေရဲ့ပုံတံတန်အတိုင်းတူပပြီးပြုမှုလှုပ်ရှားတာမျိုးတွေကအခြားဝန်တန်းတွေចောင်းသားတွေထင်အောင်ထင်မှားဖြစ်စေတာမျိုးလောက်ပါပဲ တက်လီသားတွေကလည်းအမြင်နဲ့ service နဲ့ပုံမှန်စာချုပ်နဲ့ယူတဲ့အကောင့်တွေပဲမဲ့လူဝင်သွားပြီးစီးပိုးလုပ်တဲ့ဆိုရင်နံပါတ်တွေကိုလူတယောက်ကရှောင်းနေလိုက်လို့ပေါ်လာတတ်တဲ့ပြီးတော့လူမပါဘဲငါးလွားကိုအလိုလျောက်တက်သွားတာမျိုးတွေကိုနှိပ်ထားတဲ့အလွားအထက်မရက်ပဲလူမရှိတဲ့အပေါ်တက်ကိုရောက်သွားပြီးတိတ်ငနဲဖြစ်ပြီးမှကိုယ်တက်ကိုရောက်ပြီးရင်အလိုလျောက်အောက်ပြန်ဆင်းသွားပြန်ရောအစအလူတွေလမ်းကြောင်းမှာဆိုလို့မဝေမြခဲ့ရပါပြရလောကရာတွေပြောခြင်းလို့ဒီလိုလှုပ်ကြရဲဆိုတာမျိုးကိုခန်းစားတင်းနဲ့တိမိတယ်အနောက်ရှက်မပေးကြဘူးဆိုပေမဲ့ အမောင်လောကရာရီနဲ့နင်းနီးဆက်ဆက်ရှိနေခဲ့ရင်အချိန်ကြာလာတာနဲ့အမျှကလေးရီမှမကောင်းတဲ့တရားမှုတတ်တဘောတွေဝင်လာမှဆိုးလို့ကလေးရီကိုစိတ်ပူလို့တန်ဃာတွေပင်ဖိတ်စွန့်ကြွေးအများဝေရာတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့ဘာမှမထူချခဲ့ဘူးအဲ့ဒီနောက်တိုက်ကိုကင်ထားတဲ့ဒူနဲ့လည်းစကားပြောကြည့်ခဲ့တယ်ဒါပေမဲ့လည်းဘာမှထူမလာလို့အကြောင်းပြချက်မျိုးစုံပေးပြီးပြောင်းရတော့တာပါပဲအစားကရည်ရှိငါမဲဆိုတဲ့ရည်ရွယ်ချက်နဲ့တိန်းကို ထောင်ထဲချီပြီးတုံးထားတာဒီကိုရင်းရှင်းကိုကြွေပြားတွေအစမန္တကားရီနာပါမချက်အကုန်ပြင်ထားတာတင်းကားရနဲ့အထက်အကုန်ကြခံထားခဲ့ပေမဲ့တနစ်ပဲနေဖြစ်ပြီးအားလုံးအဆုံးခံခဲ့ရပါတယ်။ပန်ရှင်ကလည်းအပြီးလုံးပြီးတဲ့ပစ္စည်းတွေဆိုတော့တပြားမှမညှိပေးပါဘူး။စာချုပ်ချုပ်တုံးကအချက်လက်သေးစိတ်တွေထည့်မချုပ်ခင်းမိတာလဲပါပါတယ်။ဒါကြောင့်စာချုပ်ချုပ်ကြတဲ့အခါဒီလိုအချက်လက်တွေပါသေးစိတ်ထည့်ချုပ်ပေးကြပါ။အဓိကကတော့ကလေးတွေကိုစိတ်ပူလို့အဆုံးခံပြီးပြောင်းလိုက်တော့တာပါပဲ။ ပရလောကအထင်မတည်မိကြပါစေနဲ့ကိုယ်ဒုက္ခမပေးဘူးဆိုပေမဲ့ကိုယောင်ပြတဲ့အဆင့်ကကလေးတွေဝန်ထမ်းတွေမိဘတွေကိုလန့်စေနိုင်ပါရဲ့ဆိုပြီးဝေမျှပေးထားပါရဲ့လောကီရာတွေကြွန့်ကျင်ပုံရတဲ့လူတစ်ယောက်ကတစ်ဖိဟုံမီတဲ့ရုပ်ကစိုးမြေကိုမီတဲ့ဘုံမစိုးအာကာသထင်မီတဲ့အာကာသစိုးတွေရှိရမှာအာကာသစိုးကကဘာမီမတီခင်တဲ့ကရှိကြတာမို့သူတို့ကပါပေးတဲ့ကုလိုအမြဝေပေးဖို့လိုတယ်လို့မမြင်ရတဲ့ပြရလောကတွေကတော့တက်ဆွမ်းတဲ့ဆရာနဲ့ယဟန်ဆရနာကြောင့်မြင်တွေ့နိုင်သူတွေနဲ့ ပြုဖြစ်နိုင်တယ်လို့ဇုတ်ကဇိုးဘုံမဇိုးအာကာတဇိုးတွေကတဆင့်ပရောလောကသားတွေကိုပြုပြင်ယူနိုင်ပါတယ်ဆိုပြီးအကြံပြုခဲ့ပေမဲ့ပြောရမှန်ပါရဲ့ရှင့်ဒါပေမဲ့ဒီတိုင်းစီးသီးလို့နေရကဘာမှမရလို့အစီမျက်နှာစာမှာတည်ထားတဲ့ဖရာတော်နိုင်ငံပေါင်းစုံကဖရာကိုတည်ထားရတဲ့ရှင့်ကျမတို့လည်းတက်ဆွန်တလောက်လုပ်ခဲ့ပါရဲ့ရှင်ဆိုပြီးပြက်ပြေထားခဲ့ပါတယ်နားလဲပါတယ်တိုင်းဖရင်ကအရန်ကွာလို့ရင်လဲပြုနိုင်တဲ့သူကမြင့်ဖို့လိုပါတယ်ပုပ်ကူရဲ့အချင်းရဲ့ပညာရဲ့ကတိုက်ဆိုင်ဖို့လဲလိုတယ်လို့ အကြောင်းရှာနိုင်သူနဲ့တိုက်ဆိုင်မှုကလည်းလိုပါတယ်။ဥပမာတဲဖြူဆရာတော်ဖျားကြီးတို့ဆံမြင့်ဆရာတော်ကြီးညဦးဆရာတော်လိုဆရာတော်ကြီးတွေကိုပေါ့လို့ပြန်ပြီးတုံ့ပြန်ထားခဲ့ပါတယ်။အဲဒီ post ကိုတန်စီကြီးနဲ့နေဆက်သူပြရလောကကိုစိတ်ဝင်စားကြသူလူပေါင်းစုံကဝိုင်းဝန်း share ကြတဲ့အခါမှာတော့တန်စီကြီးနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိခဲ့ဘူးကြသူတွေကသူတို့အတွေ့အကြုံတွေကိုဒီလိုဖွင့်ဟထုတ်ပြခဲ့ကြပြန်တယ်။အဲ့ဒီဖွင့်ဟချက်တွေတဲကမှစိတ်ဝင်စားစရာအကောင်းဆုံးလို့တတ်မှတ်လို့ရတဲ့ ဇက်လန်နှစ်ပုတ်ကိုထုတ်နှုတ်ပြီးပြန်ပြောပြပေးပါမယ်ကိုရီလက်လက်တွေ့တန်စီတီမှာပဲကြုံခဲ့ဘူးတဲ့၁၆လောကနဲ့တငယ်ချင်းတဲ့အောင်အတူဆင်းတဲ့ချိန်မှာကြုံခဲ့ရတာပါ၁၅လောကအဲ့ဒီတုန်းကစားလို့ဆဲအလွာလူမရှိဘူးဒီတိုင်းအလွာလွတ်ကြီးအဲ့ဒီမှာအမျိုးသမီးတယောက်ဝေကောင်ဆာလာနဲ့ဝင်လာတယ်မျက်နှာတစ်ချက်ကတခုခုပြိမိပြီးပြက်နေတယ်လို့ညွန်ပုတ်ပုတ်ကြီးနဲ့မျက်နှာတစ်ဖက်ကပါရှောင်းကိုင်းထွက်နေတာတက်လီကားထဲမှာသူရှိနေပေမဲ့တက်လီကားကမှန်မှာသူအရေးမပေါ်ဘူးအဲ့ဒီမှာလေကိုကစက်တိတ်နေတဖြန်ဖြန်ထားလို့ တင်းနေလိုက်ပြီးကြောင်နေခဲ့တာတုံနေလေရောကုတကယ်ချင်းကတော့ရိမ့်မိရပုံမရပါဘူးတင်းမှရက်ထားတာကိုပုံမှန်ဓာတ်လိကပက်လန်အတိုင်းဆိုရင်တစ်ကိုအရင်ရောက်အောင်မှာကိုအဲ့ဒီအမျိုးတပီကဘာနံပါတ်မှမလိပ်ထားပဲဘီထရီကိုဝုံကနေအချိန်နဲ့ဆင်သွားတာထွက်ထွက်တော့လေလူတယောက်ဝင်လာရင်အဖွင့်ပိတ်လုပ်ပေးရတဲ့မန်တကားတွေရဲ့ချမ်းဆိုတဲ့ဖွင့်တဲ့ပိတ်တံကိုမကြားရဘူးပြီးမှတအီးကြီးနဲ့ဓာတ်လိကကတစ်ကိုပြန်တက်သွားတာအဲ့ဒီကြမှာပဲကုတငယ်ချင်းကရိမ့်မိပြီးနေရောက်တာပြောရင်နဲ့ကြောက်လိုက်တာမှဆိုပြီးဝေမျှထားခဲ့ပါတယ် ဒုတိယဇက်လန်ကဒီလိုတိုင်းစီတီမှာကြောင်းဖွင့်ထားတာလားရှက်ဒါဆိုရင်တော့ပရလောကရာရီနဲ့ကြုံရတယ်ဆိုတာဖြစ်နိုင်ပါတယ်ကျမလည်းကိုတွေးမှုယုံကြည်ပါတယ်ကျမကြုံခဲ့ရပြီးတဲ့နောက်မှာကြောက်လွန်လို့အလုတ်တော့မလုပ်ရတော့ပဲအလုတ်ပါထွက်လာခဲ့ရတယ်ညမကြုံခဲ့ရတော့ကတိုင်းစီတီဖွင့်တာစားပဲရှိနေတာဆိုင်ငယ်တွေတောင်ပြင်လို့မပြီးသေးဘူးမနဲ့အစော်ပိုင်းအိမ်တော်ဝင်တဲ့အချိန်ကိုဝင်မဲ့အိမ်တော်အခန်းကလူရှိတဲ့ပုံစံဖြစ်နေလို့အပြင်ကစောင့်နေခဲ့ပါတယ်အခင်းကလှူရှာတဲ့ရောဒီဆွဲချတဲ့အတန်မှာ ကြားနေခင်ရတယ်ဒါပေမဲ့လည်းအထင်းကလူထွက်မလာခဲ့ဘူးဒီလိုနဲ့ထက်ဆောင်နေခဲ့တာပေါ့ခဒါနေကြတော့တန့်ရှင်ရဲ့တော်ကြီးကညီမဆောင်နေတဲ့အခန်းကိုဝင်ပြီးတန့်ရှင်ရေဝင်လို့ပါလေရောပြီးတော့ညီမကိုမေးတယ်ဘာဆောင်နေတာလဲလူမရှိဘူးလေတဲ့အဲ့ဒီစကားလဲကြားရောကိုလည်းအဲ့ဒီနေရာမှာတင်ကြက်တီတီပြီးရက်နေမိရောတယ်အတန်ရောလူရောလှုပ်ရှားမှုရောမြင်နေရတာကိုဘယ်သူမှမရှိဘူးဆိုတော့ကြောက်တာကြောင့်ခြေထောက်တွေပါခွေသွားမတက်ဖြစ်ပြီး လမ်းတော့မလျှော့နိုင်တော့ဘူးကြောက်လုံးလို့တိုက်စီတီကိုမတော်တော့တာအခုထိပဲဆိုပြီးဝေမျှထားခဲ့ပါတယ်မိတ်ဆွေတို့အော်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးဘလို့ထင်ပါသလဲအယုံကြည်ရှိပါသလားကိုတွေးကြုံခဲ့ဘူးပါသလားအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်